နေဝင်းနဲ့အစ်ချမ်းမောင်တို့ရရှိတဲ့အမှုပညာကြီးကနေကျုံမြင့်မြတ်ပြည်တူတို့လိုဝိုင်းရမင်းသားတွေထက်များနေတော့ကြောင့်မထိုက်တန်ဟုဆိုလား ဆိုးရှားတဲ့အခြေအနေနဲ့မိင်္ဂလိပြိသက်တွေကိုဖန်ဆားထားတဲ့သူကတော့အေဂျမောင်ပဲဖြစ်ပါတယ်။အေဂျမောင်ကအခုချိန်မှာနံပါတ်1မျက်နှာအဖြစ်ရပ်တည်နေပြီးသူပါဝင်ထားတဲ့ဇက်ကားရီယာဆိုရင်လည်းအကလုံးဒီပါအောင်မြင်တဲ့အထက်မှာပါပါတယ်။အေဂျမောင်ကတိမ်ပကြီးဇက်ကားနဲ့လည်းပြိသက်တွေအားပေးမှုများစွာကိုပိုင်ဆိုင်ထားပြီး2024ခုနှစ်ရဲ့အကယ်ဒမီပြပွဲအတွက်သူ့ကိုတိမ်ပကြီးကားနဲ့ရမယ်လို့သာခန့်မှန်းထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အေဂျမ်မောင်က2024ခုနှစ်ရဲ့အကောင်းဆုံးမြို့သားဇက်ဘုတ်စုကိုပြည်သက်တွေခံမှန်းထားတဲ့တိမ်ပကြီးကားနဲ့မဟုတ်ဘဲမင်းရုပ်ရှင်ဇက်ကားကြီးနဲ့ထိုက်တိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ နေဝင်ကလည်းအခုဆိုရင်ရုပ်ရှင်ကားများစွာကိုရိုက်ပြီးတော့ပြည်သက်တွေကြားမှာနာမည်ကြီးအောင်မြင်နေတာဖြစ်ပါတယ်။သူပဝင်ထားတဲ့ဇာတိတရုပ်ရှင်ကားဟာလည်းပြည်သက်တွေကြားမှာနာမည်ကြီးအောင်မြင်လာတာဖြစ်ပါတယ်။နေဝင်ကအခုဆိုရင်တော့ရုပ်ရှင်ကားကြီးတွေလည်းရိုက်ပြီးတော့ပြည်သက်တွေကြားမှာလည်းနာမည်ကြီးအောင်မြင်နေပါပြီ။သူပဝင်ထားတဲ့ဇာတိတရွေမိုးစတဲ့ရုပ်ရှင်ကားတွေနဲ့ပြည်သက်တွေကြားမှာနာမည်ကြီးအောင်မြင်လာတာဖြစ်ပါတယ်။နေဝင်ကသူပဝင်ထားတဲ့ဇာတိတရွေမိုးစတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့အကယ်ဒမီစင်းဝင်ခဲ့ပေမယ့်ပြည်သက်တော်များများကတော့ဇာတိတရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီကိုအများဆုံးခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့နေဝင်းကတော့ပြည်သက်တွေခံမှန်းခဲ့တဲ့ဇာတိတရုပ်ရှင်ဆက်ကားကြီးနဲ့အကယ်ဒမီစုလွဲချော်ခဲ့ရပြီးသူပါဝင်ထားတဲ့ရွေမှုရုပ်ရှင်ကားကြီးနဲ့2023ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ပုတ်စုကိုရရှိခဲ့တာဖြစ်ပါတယ်။တသက်စမင်းသားတွေဖြစ်တဲ့နေဝင်းနဲ့အေချမ်းမောင်တို့ရရှိထားတဲ့အနုပညာကြီးကအကယ်ဒမီလေးချက်ကွမ်းဝိုင်းရဲ့တယောက်ဆောင်နေတွန်းနဲ့အကယ်ဒမီမြင်းမြတ်တို့ရရှိရတဲ့အနုပညာကြီးထက်များနေတဲ့သတင်းတွေပေါ်မထိုက်တန်သေးကြောင်းထောက်ပြလာခဲ့ကြပါတယ်။ တချို့ကတော့ထုတ်လုပ်သူနဲ့မင်းသားတို့ကြားနှိမ့်နှိုင်းမှုအဆင်ပြေတာကြောင့်ရရှိလာတဲ့အမှုပညာကြီးကိုမနာလိုစရာမရှိကြောင်းလည်းပြောဆိုမှုတွေရှိလာခဲ့ပါတယ်။မင်းသားမင်းသမီးတွေရရှိတဲ့အမှုပညာကြီးကိုပြည်သက်တွေတင်မကအများစုကစိတ်ဝင်စားသိကျင်နေကြပြီးဈေးကွက်ကျွမ်းမှာပဲမင်းသားမင်းသမီးကအမှုပညာကြီးအမြင့်ဆုံးလဲဆိုတာကိုလုပ်ငန်းရှင်ကြီးတွေကိုယ်တိုင်ကလည်းနားစွန့်လဲရှိပါတယ်။နုပညာလောကထဲမှာထွက်ပေါ်လာတဲ့သတင်းစကားတွေအရထက်စင်အကယ်ဒမီနေကျိုးကရုပ်ရှင်စကားတကားအတွက်ကျပ်သိန်း900ကနေ1000အထက်ရရှိပြီးအကယ်ဒမီမြင်းမြတ်ကတော့ကျပ်သိန်း900နဲ့900ကျားရရှိကြောင်းသိရပါဗျ။ ပြည်သူ့ရဲ့လက်ရှိပေါင်းစည်းကတော့ထွက်ပေါ်လာခြင်းမရှိသေးပဲ၎င်းရဲ့အမှုပညာလှုပ်ရှားမှုကနေပါလွန်လာကြောင်းလူအများကမင်းသားရဲ့အမှုပညာကြီးနှိုင်းရှင်မှုစီးရမှာထဲသွင်းစဉ်းစားထားဖို့မရတာလို့လည်းသတိပြုမိပါတယ်တသစ္စမင်းသားနေဝင်းကအမှုပညာကြီးချက်သိန်းတထောင်ချက်ချင်းဆိုသလိုသတ်မှတ်ထားတဲ့အပေါ်မှာဒရိုက်တာကြီးချက်သိန်းတရာထက်သာရရှိတဲ့ဒရိုက်တာပြင်းတရားကဖော်ကောင်းလုပ်ခဲ့တာမျိုးလည်းရှိပါတယ် ရိုက်တာပြဟိန်တီဟာကကျွန်တော်ပြောခဲ့တဲ့စကားတွေကမင်းသားနေဝင်းကိုပြောတာပါဒါပေမဲ့ကျွန်တော်ပြောစမှုနောက်ပိုင်းနေဝင်းနဲ့ပတ်သက်ပြီးသတင်းမထွက်လာပဲအေးစက်မောင်ဆိုပြီးသတင်းထွက်လာတဲ့အပေါ်မှာကျွန်တော်တော်တော်လေးအံ့ဩသွားပါတယ်ကျွန်တော်ကအရင်ကဘူဆန်းကမိဘူးတယ်မိမျက်တို့ကအသက်ကြီးလာပြီမင်းသားအဖြစ်နောက်ထပ်မွေးဖို့လိုလားပြီးဆိုတာမျိုးပေါ့လို့ဆိုပြီးသူ့ရဲ့ YouTube Channel ကနေတစင်ပြပြထားပါတယ်ပေးတဲ့တည်းရဲ့မှတ်ချက်တွေအရတော့နေဝင်းကတိန်းတထောင်ထဲမှာမတန်တာနေဝင်းကိုမင်းသားလူကိုခန်းစားလို့မရတာအစူရောကရုပ်ရှင်တကားနှကားနဲ့အကယ်ဒမီတန်ရပြီးမန်တက်သွားတာ ကျောင်းဝင်အငယ်စားဆိုပြီးလမ်းကြောင်းပြပြောနေကြတဲ့ကတမင်မြောက်ပွင့်နေမှတိတ်တည်တာပေါ့အလုံးကထုတ်လို့သူပူဆန်းရဲ့လောက်ွက်တွေပဲဆက်သဖြင့်အမှတ်ချက်မျိုးစုံပေးခဲ့ကြပါတယ်။အကြံမောင်းကတော့သူအနေနဲ့အနုပညာကြီးကသတင်းတွေထွက်နေသလိုမျိုးထင်သလောက်မများသေးကြောင်းမီဒီယာတွေကိုတင်ဝင်အသိပေးထားပါတယ်။ဒရိုက်တာပြင်းဒီဟာဆိုသူကမြန်မာရုပ်ရှင်ဒရိုက်တာတွေထဲမှာတော့ဟာတာရုပ်ရှင်ဇာတ်ကားတွေအများဆုံးမြိတ်ကူးသူအဖြစ်လဲလူသိများပြီး2021ခုနှစ်နိုင်ငံရေးအခင်းကျင်းဖြစ်စဉ်ကိုအကြံပြကပြည်ပနိုင်ငံကိုထွက်ပြေးတင်းချောင်းနေသူဖြစ်ပါတယ်။ နှုတ်ပညာလောကမှာနှုတ်ထွက်ပြီးနောက်မြမအနုပညာလောကရဲ့ဇက်ရှုပ်တွေကိုအထုတ်ဖြည့်ချနေသူတယောက်ဖြစ်ပါတယ်။သူရဲ့ဖော်ကောင်းလုံးမှုကြောင့်အကယ်ဒမီမြင့်မြတ်နဲ့နာမည်ကုန်သိက္ခာကျဆင်းခဲ့ရပူပါတယ်။ထို့လို့သူကိုဘိုးစန်းရဲ့အနုပညာလောကအတွင်းခြေလှမ်းမှုလောက်ရတဲ့ပါဝင်လက်တလုံးဝေဖန်မှုမြင့်တက်ခဲ့တဲ့လွမ်းပိုင်တော့ဖို့အကြောင်းနန်းစွေဒီဆိုစတဲ့သူတို့ရဲ့ပုံကိုရေးဆိုင်ရာကိစ္စတွေကိုတစ်ချက်ချင်းစီဖော်ကောင်းလို့ပြောဟာရှာနေသူတူလည်းဖြစ်ပါတယ်ရှင်။